ားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မနေ့ဖန်စတေမာလာ29ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခမန်းကြံများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။အထူးမိုးလေဝသအနေနဲ့ပြင်းအားမြင့်တိုင်ဖုန်းမုန်တိုင်းပူလိုင်းမြန်မာပြည်ကိုဝင်ရောက်လာမဲ့သတိပေးချက်များနဲ့အစိုးရရဲ့မှတ်သုတ်ကြော်လွန်နေတဲ့မြေကြီးချင်းသတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့မိုးစလာကနောက်ဆုံးထုတ်ပြန်ထားတဲ့တိုင်ဖုန်းမုန်တိုင်းပူလိုင်းရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ နေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာကြံမြအရတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေသောတိုင်ဖုန်းမုန်တိုင်းပူလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားလျက်ရှိပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါတိုင်ဖုန်းမုန်တိုင်းပူလိုင်းဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းမှာဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုတိုင်ဖုန်းမုန်တိုင်းပူလိုင်းဖြစ်၎င်း29ရက်9လ2025ရက်နေ့မှာဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တွေကိုအပူပိုင်းမုန်တိုင်းပူလိုင်းဖြစ်၎င်း 30ရက်9လ2025ရက်နေ့မှာလောင်အိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်အဖြစ်၎င်းဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။နောက်ထပ်ပြီးတိုင်ဖုန်မုန်တိုင်းပူလွန်ရဲ့အကျဉ်းချန်တွေဟာမြန်မာနိုင်ငံကိုဝင်ရောက်လာမယ့်အခြေအနေတွေကြောင့်အထူးသတိပြုကြရန်တိုက်တွန်းရင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။မုန်တိုင်းဝင်ရောက်နိုင်မယ့်အခြေအနေကတော့စတင်ဝင်ရောက်မယ့်အချိန်ကတော့စက်တင်ဘာလ29ရက်နေ့ည7:00နာရီကဖြစ်ပြီးစတင်ဝင်ရောက်မယ့်ဒေသကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းရွှေတရီကန်ဒေသမှစတင်ဝင်ရောက်လာနိုင်ပါတယ် လက်ရှိအခြေအနေကတော့မုံတိုင်းကြီးဟာဒီကနေ့စက်တင်ဘာလ28ရက်နေ့ညပိုင်းမှာမြန်မာကိုလေပြင်းတနာရီ114မိုင်နှုန်းနဲ့ဝင်ရောက်နေပြီးအဲ့ဒီရဲ့လက်ကျန်မိုးလေအရှိန်ဟာလာအိုနဲ့ထိုင်းမြောက်ပိုင်းကို ဖြတ်ကျော်ပြီးမှမြန်မာနိုင်ငံကိုဝင်ရောက်လာမှာဖြစ်ပါတယ်။သတိပြုရမယ့်အချက်များကတော့မုံတိုင်းလမ်းကြောင်းတစ်လျှောက်မှာရေအိုးသွန်မိုးလိုမျိုးမိုးအလွန်မင်းကြီးကြီးနဲ့ရွာသွန်းနိုင်ပါတယ်။ဒါကြောင့်ရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းတောင်ပြိုခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။အထူးသတိပေးချက်ကတော့ ချောင်းမင်းမြောင်းမင်းမှာနေထိုင်သူများအနေဖြင့်အထူးသတိထားကြပါရန်နဲ့မိုးလယ်ကြောင်တစ်လျှောက်မှာရှိတဲ့ဒေသခံကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားတင်ပါတယ်။မိုးလေဝသအခြေအနေရဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဥပဒေဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့အမြင့်အကြီးမှုအခြေအနေသတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တောင်းမြေဟာတောင်ကုန်းမြို့မှာစိုးရိမ်ရေမတ်အထက်ပေဝက်ခန့်ကျော်လွန်နေပြီးနောက်တည့်ရက်အတွင်းသုံးလမ်းမကန်မြင့်တက်လာနိုင်ကစိုးရိမ်ရေမတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။ စစ်တောင်းမြေဟာမတောင်းမြို့မှာစိုးရိမ်ရင်မှတ်အထက်တပေးကန့်ကိုကျော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လမကန့်မြင့်တက်လာနိုင်ကစိုးရိမ်ရင်မှတ်အထက်ဆက်လက်တည်ရှိနိုင်ပါတယ်။သို့ဖြစ်ပါ၍တောင်ကုန်းမြို့နယ်နဲ့မတောင်းမြို့နယ်အတွင်းရှိမြက်ကန်းနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ရေးဝေးလိုရာနေရာများသို့ရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါတယ်။ယနေ့28ရက်9လ2025ရက်နေ့နံနက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာ။ယေဂျီနာမြေဟာအမေရိကန်ညနေကနေ12နာရီအတွင်းပေဝက်ခန့်ပြန်တက်သွားပါတယ်။ မြင်းကျင်းနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့33.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့18.9ဒီဂရီဆယ်စီယံဖြစ်ပါတယ်ခင်ဗျာမြင်းကျင်းနားမြို့ဟာစိုးရိမ်ရေမှတ်1100စင်တီမီတာသို့ရောက်ရှိရန်998စင်တီမီတာ26ပေကြော်ကပ်အလိုမှာရောက်ရှိနေပါတယ်မြို့အတက်ကြပုံမှန်နေထားကံမှာရှိပါမယ်ဒုက္ကမြို့ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ARI မြစ်အထက်ပိုင်းမှာမိုးအထစ်နဲ့ရှိနေပါပဲရပ်ဖန်ရခ ARI မြစ်ဆောင်အထက်ပိုင်းမှာနေရာကွက်၍မိုးတိထန်စွာရွာသွန်းခြင်းများကြောင့် မြင်းကြီးနားမြင့်ရေးကြာဆင်းနေရမှာပြန်လည်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။သကားတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ARA မြို့အထက်ပိုင်းမေခမလိခမြဝမ်းဒေသများမှာမုန်တိုင်တောင်ဖြစ်ထွန်းမှုအားအသင့်တင်ရှိနေပါတယ်။ ARA မြို့တခြားနယ်ချင်းရဲမြို့တခြားမြေကန်းဒီမြင်းနေဒေသများနဲ့မြေနေကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ ARA မြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ချင်းတွင်းမြေကြီးအခြေအနေကိုဆက်လက်တင်ပြပေးပါမယ်။ခန်းရင်းမြေဟာမင်းကညနေကနေ12နာရီအတွင်းပေဝက်ကြော်ခန့်ပြန်တက်လာပါတယ်။မုံရမြေဟာမင်းကညနေကနေ12နာရီအတွင်း3လမှာကထပ်တက်လာပါတယ်။ချင်းတွင်းမြေအထက်ပိုင်းမှာလက်တလောမိုးဟာအနှဲငယ်မှအသင့်တင်ရှိနေပါတယ်။ယခုရက်ပိုင်းတွင်ချင်းတွင်းမြေဟုတခြားမြို့များအားလုံးမှာအကြဘက်သို့ဥတည်နေအောင်မှာဖြစ်ပါတယ်။ချင်းတွင်းမြေ၏အတက်ချပုံမှန်အနေထားကမှရှိပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းရင်းမြေဟာဖြည်းဖြည်းချင်းဆက်လက်တက်နေအောင်မှာဖြစ်ပါတယ်။ ဟောမလင်းဖောင်းပြင်မောလိုက်ကလေးဝမင်းငယ်ကန်ဒီနဲ့မုံရွာတို့ရဲ့မြည်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ARD မြည်ရင်အခြေအနေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပမောင်မြည်ရင်ဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ရွှေကူကသာထီးကျန်တပိတ်ချင်းမန္တလေးစခိုင်းမြင်းမူပခုတ်ကူညာဦး၆အောင်လံပြည်မြို့စိတ်သာတို့ရဲ့မြည်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်းသာမြည်ရင်အတက်ကြပြည့်ရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းဒီမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ ဇလုံမြင့်ရင်အတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ AR မြင့်ရင်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်။ဆက်လက်ပြီးစက်တင်ဘာလ29ရက်နေ့မှာအောက်တိုဘာလ5ရက်နေ့ထိ9ရက်တာမိုးလေဝသအထူးသတိပေးချက်ကိုပြော့ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။လာမယ့်စက်တင်ဘာလ29ရက်ကနေအောက်တိုဘာလ5ရက်နေ့အထိမြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအများစုမှာမုန်တိုင်းအရှိန်နဲ့လေပြားနဲ့ရံဝန်ကြီးတက်ရောက်မှုတွေကြောင့်မိုးများပြီးတဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်အထူးကြိုပြုကြရန်လိုအပ်ပါတယ်။မိုးလေဝသအခြေအနေနဲ့တက်ရောက်မှုမုန်တိုင်းနဲ့လေပြားနဲ့ရံဝန်ကြီးအရှိန်အရှိန်ဘက်မှဝင်ရောက်လာတဲ့တိုင်ဖုန်းမုန်တိုင်းဘူလိုင်းရဲ့အကျဉ်းချံများဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြားနဲ့ရံဝန်တို့ကြောင့်မြန်မာနိုင်ငံမှာမိုးရွာသွန်းမှုအားကောင်းလာမှာဖြစ်ပါတယ်။ ကယိုရန်နဲ့ပင်လယ်ပြင်သတိပေးချက်စက်တင်ဘာလ29ရက်နေ့မှာအော်တိုဘာလ2ရက်အတွင်းရခိုင်ကန်ယိုရန်အေယော်ရီမြို့ဝကျွန်းပေါ်ဒေသနဲ့မော်ဒန်နိုင်ကန်ရန်တလျှောက်မှာမိုးတက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။လေပြင်းတိုင်နှုန်းဟာတနအိကိုမိုင်30ခန်းနဲ့လှိုင်းမြင့်မှာ9ပေမှ10ပေကန်ထိရှိနိုင်သောကြောင့်ရေလုံသားများအနေဖြင့်ပင်လယ်ပြင်ခီးသွွားခြင်းနဲ့ထွက်ခွာခြင်းများကိုရှောင်ကျဉ်သင့်ပါတယ်။မိုးရေချင်းခံမှတ်ချက်9ရက်အတွင်းမိုးအများဆုံးရရှိနိုင်တဲ့ဒေသများကတော့အေယော်ရီ၊ပဲခူး၊ချင်း၊ကချင်း၊စကိုင်း၊မန္တလေးနေပြည်တော်၊ကယားမွန် ကရင်ရခိုင်ရှမ်းတနင်္သာရီနဲ့ရန်ကုန်တိုင်းမြောက်မှာဒေသအလိုက်မိုးရိမ်လေးလက်မမှရှစ်လက်မအထက်ရရှိနိုင်ပါတယ်။မကွေးတိုင်းမှာမိုးရွာသွန်းမှုအခြားဒေသများနဲ့ရုံနှဲနိုင်ပေမဲ့1.5ခွန်လက်မမှ3.5 4လေးလက်မကန်နေရာကွက်၍မိုးသီးထန်နိုင်တာကိုသတိပြုရပါမယ်။တဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ခြင်းများမိုးအားကြီးခြင်းများအောက်ပါဘေးအန္တရာယ်များကိုအထူးသတိပြုရန်လိုအပ်ပါတယ်။မိုးလုံများခြင်းရှစ်လက်မကန်မြေပြိုခြင်း ရခိုင်ကမ်းရိုးန်းနဲ့မော်တန်နိုင်ကမ်းရိုးန်းတခြားနယ်ချင်းပြည်နယ်တို့မှာမိုးရေချိန်အလွန်များနိုင်ပြီးမြေပြိုခြင်းနဲ့ရုတ်တရက်ရေကြီးခြင်းတို့ကိုဂရုစိုက်ရမှာဖြစ်ပါတယ်။ရေကြီးရေချခြင်းမကွေးတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတို့မှာမိုးပြတ်တောင်ရွာသွန်းမှုများခြင်းနဲ့ယာယီမိုးသီးထန်ခြင်းတို့ကြောင့်ရေကြီးရေချမှုများဖြစ်ပေါ်နိုင်ပါတယ်။တောင်ကြားချောင်းရေရုတ်ချင်းမြင့်တက်ခြင်းချင်းကချင်းနဲ့ရှမ်းပြည်နယ်တို့မှာကုန်းမြစ်တောတောင်ထူထပ်တဲ့ဒေသတွေမှာမိုးပြတ်တောင်ရွာသွန်းခြင်းနဲ့မိုးသီးထန်ခြင်းတွေကြောင့် မြစ်တောင်ကြားချောင်းရေရုပ်ချင်းမြင့်တက်လာနိုင်ပါတယ်။မြေပြိုတောင်ပြိုချင်းနဲ့ရုပ်ချင်းရေကြီးချင်းချင်းကချင်ရှမ်းမြောက်ရခိုင်တို့မှာတောင်ဆောင်များမှာမိုးတိထန်ခြင်းကြောင့်မြေပြိုတောင်ပြိုချင်းများလည်းဖြစ်နိုင်ခြေရှိပါတယ်။လျှက်စီးလက်ချင်းလယ်ကွင်းပြင်များနဲ့တစ်ပင်ပြင်များရှိတဲ့နေရာများမှာလျှက်စီးလက်မိုးချိုးပြခြင်းအနေနဲ့ရှိနိုင်ပါတယ်။တိုက်တွန်းချက်ကတော့ဒီကာလအတွဲမှာမိုးတိထန်ခြင်းရုပ်ချင်းရေကြီးခြင်းနဲ့မြေရေများစစ်တောင်းတန်လွင်မြင့်တက်လာနိုင်တဲ့အခြေအနေများကိုဆင်ဆက်မပြတ်သတင်းတင်ပြပေးတော့မှာဖြစ်သောကြောင့် မိုးလေဝသအခြေအနေသတင်းများကိုမပြတ်ကြူးဆိုင်ပြီးမျှဝေပေးကြရန်တိုက်တွန်းအပ်ပါတယ်။ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲ၊ဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေသေးစိတ်ကိုကြည့်လိုက်ရအောင်ပါ။၂၀25ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မှာနောက်တောင်မုတ်တုံနေရာမြန်မာနိုင်ငံအလဲပိုင်းဒေသများမှာဆုတ်ခွာခဲ့ပြီးဖြစ်ပါတယ်။ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလင်းအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလင်းအားသင့်တင့်ရှိပါမယ်။ ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်အရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်ဖုန်တိုင်းဘူလိုင်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေးလျားလျက်ရှိပြီးဗီယက်နမ်နိုင်ငံဒါနန်မြို့ရဲ့မြောက်အရှေ့မြောက်ဘက်ရေမိုင်40ကမ်းနဲ့ပင်မြို့ရဲ့အရှေ့တောင်ဘက်ရေမိုင်200ကမ်းအကွာပင်လယ်ပြင်ကိုဗဟိုပြုတ်နေပါတယ်။မနက်ဖြန်မနက်ထိခန်းမှန်းချင်းကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရအနှံ့ပြမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရခွက်ရွေမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းမြေဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများရဲ့မိုးလေဝသခံမှန်းချက်ကတော့နေပြည်တော်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာမိုးထချုံနေချင်းထချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ ဟ ோம் လင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။တဝယ်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။မြကျင်းနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုက်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။အာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှုမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးထစ်ချင်နေချင်းထစ်ချုံရွာပါမယ်။ ိုင်းတုံမြို့မှာမိုးတိမ်ကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။မိုးတိမ်တောင်ပြပမှုအခြေအနေကတော့ကရင်ပြည်နယ်မုံပြည်နယ်တို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။နောက်နေ့အတွက်ခံမှတ်ချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး AR တိုင်းဒေသကြီး တင်းတင်းနိုင်တိုင်းဒေသကြီးကင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးထိုင်ပါတယ်။နေပြည်တော်နဲ့နေတော်တဲ့မနက်ဖြန်မနက်ထိခမ်းမကြက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတော်တဲ့မနက်ဖြန်မနက်ထိခမ်းမကြက်ကတော့မိုးတစ်ကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။ပန္ဒရီမြို့နယ်နေတော်တဲ့မနက်ဖြန်မနက်ထိခမ်းမကြက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခမ်းမကြက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာပင်လယ်ပြင်မှာမြန်မာကမ်းရာတခြားနိုင်ငံကလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30အထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြင့်မှာမြန်မာကမ်းရာတခြားနိုင်ငံကလွန်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။ရန်ကုန်မှာတနင်္လာနေ့ကမ်းရာတခြားပင်လယ်ပြင်ခီးအတွက်မိုးလေဝသခံမှန်းချက်ကတော့ယနေ့မိုးနေ့ချိန်မှာနှောင်း24နာရီအတွင်းခံမှန်းချက်မိုးလေဝသအခြေအနေကတော့နေရာနံများမိုးထစ်ချုံရွာပြီးနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ အမြင်တာသုံးပိုင်ကမိုးရွာစဉ်မိုင်ဝက်ခံရှိပါမယ်ရေပြင်လေကတော့အနောက်သို့မဟုတ်အနောက်တောင်ကိုတနအိကိုပင်လယ်မိုင်15မိုင်မှမိုင်20တခါတရံမိုင်30ထိတိုက်ခိုက်နိုင်ပါတယ်လိုင်းကြီးနိုင်ပါတယ်လိုင်းအမြင့်မှာ10ဘီမှ12ဘီကန်ရှိပါတယ်ရန်ကုန်မှရခိုင်ကမ်းဝန်းတစ်လျှောက်ပင်လယ်ပြင်ခီးတွယ်မိုးလေဝသခံမှန်းချက်ကတော့ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီတွင်ခံမှန်းချက်မိုးလေဝသအခြေအနေကတော့နေရာကျကျမိုးထစ်ချုံရွာပါမယ်။အမြင်တားလေးပိုင်ကမိုးရွာစဉ်တမိုင်ကန်ရှိပါမယ်။ရေပြင်လေကတော့တောင်သို့မဟုတ်အရှေ့တောင်ကို တနာယီပင်လယ်မိုင်15မိုင်မှ -30 တခါတရံ -30 ဒီတိုက်ခိုက်နိုင်ပါတယ်။ line gb line မြင်ကတော့10ပေမှ12ပေကန်တို့ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နောက်ဆက်ပြီးကြရတဲ့ဘေးသမ ्या အားလုံးကိုစိတ်နှပြကျမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။